လုံးမင်္ဂလာပါဗျဖုန်းကလေးနည်းမြန်နေပြန်လည်ကြိုဆိုပါရစေဗျဒီနေ့မှာတော့ YouTube မှာဗီဒီယိုတင်ပြီးငွေရှာခြင်းနဲ့ ဘာဗီဒီယိုတင်ရမှာလဲမသိဘူးဘယ်လိုလို့မှမသိဘူးဆိုတဲ့မိတ်ဆွေများတို့ကျွန်တော်ဒီနေ့မှာတော့ YouTube မှာငွေရှာလို့ရမယ့်ဗီဒီယိုလေးတွေအိုင်ဒီယာလေးတွေမိတ်ဆွေများကိုလည်းနည်းနည်းမျှောက်ပေးမှဖြစ်ပါတယ်အဲအသုံးလို့လဲမိတ်ဆွေများလည်းရှိကောင်းရှိနိုင်ပါတယ်အဲတော့မိထားတဲ့မိတ်ဆွေများတို့လည်းအစီအပင်အောင်ကျွန်တော်ပြန်လည်မျှောက်ပေးခြင်းဖြစ်ပါတယ်ဗျအဲတော့ကျွန်တော်တို့ကတစ်ခါကြလို့ရှိရင် YouTube မှာငွေရှာခြင်းနဲ့ဗျ YouTube မှာဗီဒီယိုတင်ပြီးငွေရှာခြင်းနဲ့ဒါပေမဲ့ဘာဗီဒီယိုတင်ရမှာမသိဘူးဘယ်လိုလို့မှလည်းမသိဘူးဆိုတဲ့မိတ်ဆွေတွေအဲ့လိုမိတ်ဆွေတွေအများကြီးရှိတယ်အခုကျွန်တော်ပြောပြမယ့်အချက်လေးကိုလို့လို့ရပါတယ်ကျွန်တော်ဒါလေးကိုလာပြီးမျှောက်ပေးတာဖြစ်ပါတယ်ဗျ ဗျဒါလေးကကျွန်တော်တင်တဲ့သားလေးတွေကိုတော့ကျွန်တော်တင်တဲ့သားလေးဆိုရင်တော့ဒါလုပ်ဖို့လုံးပြီးအားလုံးသိပါတယ်ဟုတ်ပြီဒါဆိုရင်နံပါတ်၁ချက်ကဘာလုပ်မလဲဆိုကိုယ်လုပ်တဲ့အလုပ်တွေကဘာလုပ်လုပ်တာလဲကိုယ်လုပ်တဲ့အလုပ်တွေကိုမြည်သည့်အလုပ်မဆိုပြောကျွန်တော်တွေ9မိနစ်စာ3မိနစ်စာ10မိနစ်စာဗီဒီယိုလေးတွေရိုက်လို့ရလားရိုက်လို့ရရင်အဲ့ဒါလေးကိုရိုက်ပြီးတင်လို့ရတယ်ဒါနံပါတ်၁နီလန်ဘာလုပ်မဆိုနော်မိစုများကိုစီတို့အလုပ်တော့ရှိကြမှာပဲဘာလုပ်မဆိုကိုလုပ်တဲ့အလုပ်ကဗီဒီယိုရိုက်လို့ရလားရိုက်လို့ရလို့ရှိရင်ရိုက်မယ်โอเคရိုက်မြောက်ဆိုရှင်တော့နံပါတ်၁ နမနစ်ကတော့ကျွန်တော်ဖះသမိုင်းနေအဲတော့ခရမန်နန်နေအဲပြီးလို့ရှိရင်ကျွန်တော်တို့ငွေငွေရတဲ့ရကြောင်ပြောတဲ့အဲစာအုပ်တွေခမရစာအုပ်တွေတရေဝိထုစာအုပ်တွေစာအုပ်တွေဖတ်ပြတာတို့ဖះသမိုင်းတရားသမိုင်းနေပြောပြတာလို့ တင်လို့ရတယ်။နံပါတ်3ကတော့တရေတစီအကြောင်းတွေဒါဆိုလူတွေရန်စိတ်ဝင်စားတယ်။တရေတစီအကြောင်းတွေပရလောကတာအကြောင်းတွေပြီးတော့ motivation ပေါ့နော်။အဲခေါဝပစ္စည်းမြေအကြောင်းတွေအဲစာအုပ်တွေဒါမျိုးတွေပြောပြမယ်ဖတ်ပြမယ်ဆိုရင်လည်းလူတွေရန်စိတ်ဝင်စားတယ်။နံပါတ်4နံပါတ်4ကတော့စီဝါရေးအကြောင်းတွေငွေစုနေအကြောင်းတွေအဲကျွန်တော်ခုလိုမျိုးနီးပညာအကြောင်းတွေ အဲကျွန်တော်ရစပြီးအဆုံပေါ့နော်နီးမြန်နဲ့ပတ်သက်ပြီးအဆုံလေးကိုကြိုက်နဲ့တည့်ရလမ်းကြောင်းသွားလို့ရလဲစီဝါရေးချောင်းနေအဲစပြီးကျွန်တော်တွေငွေကြီးနဲ့ပတ်သက်တဲ့အချောင်းတွေလူရန်စိတ်ဝင်စားပါတယ်နံပါတ်၄ချက်နံပါတ်၅ချက်တော့စပိုမူးတွေပေါ့နော်အချက်ပြုတ်တာတွေအစားအသောက်တွေဟာကလာတာချက်ကိုဘယ်လိုချက်လဲအဲကျွန်တော်တွေ ကြက်ခင်းကြဲဘလို့ချက်လေတို့အဲစပီးကျွန်တော်အချက်ပြုတ်ကျွန်တော်အိမ်မနေနဲ့အိမ်ရှင်မလေးဆိုရင်လည်းဒီနေ့ဘိုင်းလေးချက်ပါရဲ့နော်ဆိုပြီးလုံးမချက်ပြပြီးတော့တင်လို့ရပါတယ်နံပါတ်6နံပါတ်6ကတော့ကျွန်တော်အစားတော့စားတဲ့လူပြီးတော့အဲဒါချက်တဲ့နေစားလို့မတူဘူးနော်စားတဲ့လူတွေဖူးဘလော့ဂါတွေပေါ့ကိုယ့်အိမ်ပင်နာမရှိတဲ့ဝက်တာတို့တို့စားတာအစားစားတာပါပဲအဲ့တော့ ိုလန်းကိုလန်းတရားအတုတ်ဆိုင်နေကိုလန်းတရားထမင်းဆိုင်နေမုတ်ဆိုင်နေအဲအစပြည့်ကျွန်တော်အစတော့စိတ်ဝင်စားတဲ့လူတွေဝါဒီဆွဲတာဝါနာပါတဲ့မိတ်ဆွေတွေ့လဲဖယ်ဆိုင်တော့ကောင်းတယ်ရတာတွေဘလို့ရှိတယ်ဆိုတာလေးလေးရိုက်ပြလို့ရပါတယ်နမခုံနမခုံတော့အားလုံးလုံးအားလုံးလုံးကြတဲ့ reaction video ပဲဖြစ်ပါတယ်မြည်သည့်အကြောင်းအရာကိုမဆိုဟာတာတွေ entertainment တွေဘယုတ်ဒုက္ခတွေ movie ပါစပါပါကြထွက်လက်ကလေးအစုံပေါ့နော်အဲ့တော့တစ်ဖက်မှာ video တွေတစ်ဖက်မှာကိုယ့်ရဲ့ video တွေဟိုထည့်ပြီးတော့ reaction video လောက်တာလေးတွေအရန်စိတ်ဝင်စားဖို့ကောင်းတယ်လူကြည့်များတယ်ပေါ့နော် ော်နံပါတ်9နံပါတ်10ကတော့အိမ်တွင်းလက်မွေပညာလေးတွေအဲကိုအိမ်တွင်းမှာဘာဘာလေးတွေလုပ်တယ်တချို့ဆိုစက်ကူလေးခောက်တာတို့တချို့ဆိုပန်းလေးတွေဖော်တာလို့ဆက်ပြီးတချို့ဆိုအိမ်တွင်းမှာစီးပွားရေးလေးရှိတယ်နောက်တချို့ဆိုဟန်ဟန်မေးလေးတွေလုပ်ရောင်းတယ်လက်ကမ်းလေးတွေဘာညာတာကလေးတွေဟိုကိုအိမ်အိမ်မှာနေနေအဲ့လိုမျိုးစီးပွားရေးလေးလုပ်တယ်ဒီလိုမျိုးလေးရောက်ပြီးတင်မယ်ဆိုရင်လည်းကျွန်တော်တွေနှစ်ခါနှစ်လမ်းနဲ့ဝင်ဝင်ရတာပေါ့ဗျာနော်ဟောနံပါတ်9ကတော့ ကျွန်တော်တွေအဲနံပါတ်ကတော့ကျွန်တော်တို့ခုခုခစ်ဆိုင်နဲ့ကိုကြော်စာလို့တို့ပေါ့ဖရားသမိုင်းချောင်းလေးတွေဘလော့ကာပေါ့နော်ဖရားဖရားဖရားမှာတော့ဘလို့ဘလို့မျိုးစိတ်ဝင်စားတာကောင်းတဲ့အရာတွေရှိတာတို့အဲအဲ့လိုမျိုးဖရားသမိုင်းချောင်းတွေဖရားသမိုင်းတွေနတ်သမိုင်းတွေရာဇဝင်ချောင်းတွေအဲခုလိုမျိုးပေါ့နော်ပြောပြတာမျိုးလည်းအရင်ကိုလူကြည့်များတယ်နံပါတ်30တော့သူများနိုင်ငံရထူဆန်းထွေလာချောင်းလေး အဲတူတူမဲနိုင်ငံအကြောင်းလေးလေးအထူးဆောင်ထူလာတွေကိုကိုခဲတို့အင်တာနက်နေမှာဒေါင်းလုံးဆွဲအတန်ဖြောက်ပြီးကိုအတန်လေးထည့်ပြီးပြောပြတာဘုံတော့ကိုကနောက်ခံစကားပြောတာပေါ့အဲ့လိုမျိုးသူများနိုင်ငံအထူးဆောင်ထူလာအကြောင်းလေးလေးဟောဘာကစားဝဲလေးပေါ်လာလို့ဘလိုလေးပေါ့အဲအစပြေပုံเนาะကျွန်တော်တွေသူများနိုင်ငံကအထူးဆောင်ထူလာအကြောင်းလေးနံပါတ်7ကတော့ဇေယောင်းတဲ့သူတွေပေါ့အဲဇေယောင်းတဲ့သူကိုယ့်အိမ်မှာလဲဇေယောင်းတဲ့ထဲသေးတဲ့ရောက်ရောက်နေဆိုပါဆိုဘာပဲရောက်ရောက်เนาะကျွန်တော်ဥမာဥမာပြပြတာဇေယောင်းတဲ့ဘာလေးတွေရောက်နေဆိုတာကိုယ့်စီမှာရှိရတဲ့ထဲလဲရိုက်ပြန်ရိုက် ရောင်းရောင်းတဲ့သဘောလည်းဖြစ်တယ် YouTube မှာလည်းတင်ပြီးကျွန်တော်ငွေရှာလို့ရတယ်ဒါဘာပဲရောင်းရောင်းเนาะဈေးပဲရောင်းရောင်းကုန်ပစ္စည်းပဲရောင်းဘာပဲရောင်းရောင်းအဲ့တော့ရောင်းတဲ့မမြအကုန်ပါပါပါလဲစားတောင်းဆိုင်နေစားကုန်ကုန်ပစ္စည်းတွေကြီးဘာပဲရောင်းရောင်းကျွန်တော်လမ်းမစည်းတရားစားကိုကိုကိုရံတရားစားအဲထုံးဘလို့စိုက်ထုံးကုန်ကောင်းမှုတော့ထုံးဘလို့စိုက်ရတာအဲစားပြီးအကုန်လုံးလှုပ်လို့ရပါတယ်အဲနံပါတ်7ကတော့ကျွန်တော်ရေကျွန်တော် ခြေတို့ electric တို့ electronic တို့ပစ္စည်းတွေကိုရောင်းပြတာတို့ပြင်ပြတယ်ကျွန်တော်မိတ်ဆွေတွေလည်းရှိတယ်ရှုံးမိတ်ဆွေတို့ဒေယိုတွေပြင်တာအဲ့လက်စမီဒီမလိုင်းဘယ်လိုလုပ်ရမလဲအဲ့ဒါမျိုးတွေဆိုလူတွေရမ်းစိတ်ဝင်စားရနော်အရမ်းစိတ်ဘာလို့ဆိုအဲ့ဒီမှာမီးရှိတယ်အဲ့မီးမီးရှိတာမီးဒီမီးဒီပြက်တယ်အဲ့မီးမီးဒီပြက်တဲ့ခါမျိုးတော့ဘယ်လိုမျိုးပြင်းရတာအဲ့ဘယ်လိုမျိုးလဲရတာလို့အဲ့လည်းမစပြစ်ပါဘူးเนาะကျွန်တော်ရီး ျွန်တော်ရေရေဆိုတဲ့ရေရေပိုက်သေးပေါ့အဲလက်စစ်နဲ့ပတ်သက်တာလေး electron နဲ့ပတ်သက်တာတွေအဲဒါမျိုးတွေရောင်းပြပြင်ပြတာလည်းအရန်စိတ်ဝင်စားပါတယ်အမှတ်ဆက်တော့ကတော့လူသုံးကိုပစ္စည်းတွေအားလုံးကို review လုပ်တာဒီရေမွေးတွေကတော့ဘလို့ကောင်းတာအဲဒီဒေဝတော့ဘလို့ချက်လို့ကောင်းတာအဲစပြမနော်ဒီဖုန်းလေးတော့ဘလို့သုံးလို့ကောင်းတာဟာစပြဒီခလေးကရုပ်ရတော့ဘလို့သုံးလို့ကောင်းလားဟာဒီဒီစီတကိုရုပ်ရတော့ဘလို့ကောင်းတာ အဲစပြီပေါ့နော်အမျိုးသမီးအမျိုးသားသုံးအမျိုးသမီးသုံးပစ္စည်းတွေအမျိုးသားသုံးပစ္စည်းတွေခလေးသုံးတဲ့ပစ္စည်းတွေဟာအများကြီးပဲဗျာဘယ်လိုထူးဆန်းထူလာပောက်ရပစ္စည်းမျိုးစုံကို review လိုက်ပေးတဲ့လူကလည်းတော်တော်ကိုလိုကြည့်ပြီးစိတ်ဝင်စားလူများတယ်ဒါတခြားတခြားတိုင်းမြန်မာလူဆိုရင်ပောက်ရပစ္စည်းတော့လိုက်ပြီးတော့ review ရှာလို့တယ်နော်ဒါမျိုးလည်းလူကြည့်များတယ်အဲကျွန်တော် number set လို့ရတော့တရားဝဲတွေရိုက်တာဟုတ်တရားဝဲတွေကျွန်တော်ကျွန်တော်တရားဝဲတွေဖျားတွေမှာတမန်ဆက်ကြရွတ်တာတွေဖျားတွေမှာတရားတရားမှာပါလို့ရှိရင်တော်တော်အစီပြေတဲ့လူတစ်ခုဖြစ်ပါတယ် အာကျွန်တော်တို့ဘာဘာလေးလေးရရွတ်ပြတာလို့ကျွန်တော်တရားဝဲတွေမှာ live လွှင့်တာတွေရောဗီဒီယိုရိုက်ပြီးပြတ်တင်တာတွေရောအကုန်ရပါတယ်ကိုပိုင်ဗီဒီယိုဖြစ်တော့ပိုလောင်ကောင်းနေနော်ကိုကိုကိုတိုင်ရိုက်ကိုကိုတိုင်ယူအဲကိုကိုကိုလည်းတရားနိုင်နေတယ်ဒါမျိုးလေးလည်းရတယ်နံပါတ်15တော့ music video တွေ DJ တချင်းတွေပြန်ပြန်ပြန်လောက်တာတွေအဲကျွန်တော်ဒီချင်းပြန်လောက်တာလေတော့သူဟိုရှိချင်တော့တတ်တချင်းအနေရော DJ တွေနဲ့ပြန်လောက်ပြီးတော့နားထောင်တော့တမျိုးလေးကောင်းသွားတယ် အဲကျွန်တော်တို့တော်တော်ကောင်းတာပေါ့နော်လူကြီးတွေဆက်ကျင်ဆက်ဆဲနေပါတယ်အဲ့လိုမျိုးတွေတော့နည်းနည်းလေးတော့အဲနည်းနည်းလေးရှိတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ music အနေတွေကိုဟိုးရင်တော့တချင်းတွေကို DJ တွေပြန်လောက်တာတော့ပေါ့ပြီးသားချင်းတွေကိုဒီပြန်လောက်တာဆိုရင်လည်းအရန်ကုန်းဆိုင်ဝင်စားပါတယ်ကောင်းပါတယ်ဗျအဲ့တော့နံပါတ်16ကတော့ moving ရုပ်ရှင်နဲ့နောက်ခံစကားပြောပေးတာ တနိုင်လောက်ရှိတဲ့ရုပ်ရှင်ကိုပြန်ချုပ်လိုက်တာအဲ first နေနဲ့မလွတ်တဲ့အပိုင်းနဲ့ဖြည့်ညက်ဖြည့်ညက်ကပ်လိုက်တာတနိုင်လောက်ရှိတဲ့ဗီဒီယို subscribe လောက်စားလို့ဖြည့်ညက်ကပ်ပြီးကိုကနောက်ခံစကားပြောပြတာအဲသို့မဟုတ် movie recap ပဲဖြစ်ဖြစ်နောက်ခံစကားပြောပဲဖြစ်ဖြစ်ဒါဒါဆိုကျွန်တော်ကရုပ်ရှင်တော့တက်ကြည့်စမ်းမလို့သူပြောလိုက်တာနဲ့အော်ဒီဒီဇက်ကဘယ်လိုပါလဲဆိုတော့သိသွားတယ်ဒါ တာတကယ်ကိုမိုက်တယ်ကျွန်တော်တို့ကဆရာမင်းပြမှာရုပ်ရှင်တကကြည့်ပြသွားတယ်အဲဒါမျိုးလေးတော်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 မိုက်တယ်ပုံနော်ပြီးတော့စက္ကွန်နဲ့ဟာတာဗီဒီယိုမျိုးမျိုးတွေဖန်တီးတာရူရှင်ဗီဒီယိုမှာဟာတာလောက်တာလည်းရတယ်ကိုယ်တိုင်ဟာတာပြောတာပဲဖြစ်ဖြစ်ဟာတာဗီဒီယိုတွေကိုကျွန်တော်လိုက်လံစုစည်းပြီးတော့ဟိုတစ်ပိုင်းဒီနေ့ဖြစ်နေကပ်ပြီးတော့တပုတ်လုံးဖြစ်အောင်ပြန်ပြီးဖန်တီးတာပဲဖြစ်ဖြစ်ဟိုဗီဒီယိုဟာတာဖြစ်လိုက်ဒီဟိုဟာတာဖြစ်လိုက်အဲ့တော့ဟာတာမျိုးများအလုံးစုပေါင်းပြီးတော့ပြန်လည်မျိုးများဖြစ်ဖြစ်ကိုယ်ကနေဟာတာပြောတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေအကုန်လုံးဟာတာတွေစုစည်းပြီးတဲ့တင်လို့ရတယ် အဲနံပါတ်၈ရတဲ့ပညာဒါနလက်လို့တာဥမာစာသင်တဲ့လူတွေတို့ဥမာ speaking တို့ဥမာ chinese speaking chinese စကားဘယ်လိုပြောတာ english စကားဘယ်လိုပြောတာ thailand စကားဘယ်လိုပြောတာ japan စကားဘယ်လိုပြောတာ korea စကားဘယ်လိုပြောတာထမင်းစာပြည့်ကိုဘယ်လိုပြောတာအဲစာပြည့်ပေါ်တော့ကျွန်တော်တို့ပညာဒါနလည်းလုပ်ရင်းနဲ့နောက်ပိုင်းအစီအပြေလိုက်ကိုကအဲ့မှာလဲ online class လေးပါတယ်ထပ်ဖွင့်လို့ရတယ်နော်ကိုကတင်နေတဲ့လူပဲဖြစ်ဖြစ်တက်ပြီးတဲ့လူပဲဖြစ်အစီအပြေတယ်ကိုမဥမာဆိုကြပါဆိုကိုကကိုက အင်္ဂလိပ်စကားလိုဂျပန်စကားလိုတင်နေတယ်အဲ့ဂျပန်စကားတင်နေနေဒီမှာလာပြီးပြန်တင်လို့ရတယ်အားကြဂျပန်သားထမင်းစားပြီးဘလို့ပြောရတာပါအဲဘာစားပြီးကိုလည်း rubbish ပြန်တယ်လို့ဖြစ်တယ်ဟောတပတ်တန်းနေလဲဟောငွေငွေပြန်ရတယ်ဟိုမှာလဲตั้วตัดရတော့ကျွန်တော်တို့ခဏလေးလဲตัดတယ်ဒီအရလေးတော်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 သိရတူနေเนาะဒါလေးလဲတကယ်လှုပ်သိချင်ပါတယ်တကယ်လို့ကိုတက်လဲအကျိုးရှိဒီမြတ်တက်လဲအကျိုးရှိပါတယ်ဗျတကယ်လို့ကိုကနောက်ပိုင်းကြွကျင်သွားလို့ရှိရင် level 3 4 scale ပါကျွန်တော်လို့ရှိရင်ကိုကိုတိုင်း online class တွေအပြင်မှာလူတွေ့တင်နိုင်အောင်ပြန်တင်ပြီးရောအဲ့လိုမျိုးတွေနဲ့အာကာဆီးတဲ့လူတွေတော့အများကြီးရှိနေပြီเนาะ ဟုတ်ပြီအဲဒါကနံပါတ်18ပေါ့နော်နံပါတ်19တော့ဓာတ်ပုံတွေရိုက်ပြတာတော့အဲဓာတ်ပုံတွေအဲဓာတ်ပုံဓာတ်ပုံဓမ္မတွေပေါ့ဟိုနေရာကိုဒီဓာတ်ပုံဘယ်လိုရိုက်ရလဲလို့ဘယ်လိုအင်ဂျင်ယူရလဲလို့အဲဘယ်လိုလို့ကျွန်တော်တို့ဓာတ်ပုံဓာတ်ပုံကောင်းအောင်ဘာလို့လိုရတယ်ဆိုကင်မရာ setting တွေဘယ်လိုချိန်ရလဲဘယ်လိုကင်မရာလေးကောင်းလဲစပစ်ပေါ့နော်အဲ့ဒါမျိုးလေးတွေပြီးတော့ video editing တွေလုပ်တဲ့မိတ်ဆွေတွေဒီတိုင်း video editing တွေဘယ်လိုလုပ်ရလဲအဲပြီးလို့ရှိရင်ကျွန်တော်တို့ video editing လုပ်တဲ့မိတ်ဆွေများတဲ့ video editing skill တွေ join ရင် ကျွမ်းကျွမ်းသလားပေါ့နော်ကိုတို့ဒီမှာလည်းပြန်လဲပြီးတော့အဲကျွန်တော်တို့ပြန်တင်လို့ရတယ်ကိုရဲ့ skill ကျွမ်းသွားတာနဲ့တင်တဲ့နေပိုင်းပြန်ဝင်စားလို့ရပါတယ်အဲဒါနံပါတ်စကောနံပါတ်20ကတော့အားကစားအကြောင်းတွေဟမ်ဘောလုံးမွေးရသည်တွေအဲကျွန်တော်တို့အားကစားမျိုးစုံဘယ်လိုအားကစားမျိုးမျိုးဆိုဘက်စကတ်တို့ tennis တို့စသဖြင့်တော့အမျိုးစုံကျွန်တော်တို့မြန်မာနိုင်ငံကပြည်ပကဘာရဲ့ကအားကစားဝေးတွေဘောင်းဆုံးတချို့ကအားကစားဝေးတွေစိတ်ဝင်စားလူကတက်တက်ကိုရှိတယ်အားကစားဝေးတွေကျွန်တော်တို့ဘောင်းဆုံးကိုကျွန်တော်တို့တင်လို့ရပါတယ် အဲဒါပေမဲ့တခုလို့ရှိတာပေါ့နော်နောက်ကန်စကားပြောပြတဲ့ရင်ပို့လို့အဆင်ပြေပါတယ်စပြီးကျွန်တော်လုံးရတဲ့အရာလေးတွေကအများကြီးရှိပြီးတပါတယ်ဒါကကျွန်တော်ဥမာပြောပြတဲ့နီလန်းအခု20ပဲဖြစ်ပါတယ်ဒီနီလန်းတစ်ခု20တဲကမစ်စင်များကျန်တဲ့တရလုံးလို့ရတယ်အဲ့တော့မစ်စင်များတစုံတစ်ခုလုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်လက်တိုင်မြင်လို့ရပါတယ် အဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်ပထမဆုံးလှုပ်လှုပ်ချင်းမှာဘယ်တော့မှအဆင်မပြေပါဘူးအဲ့ဒါမိတ်ဆွေမမဟုတ်ပါဘူးကျွန်တော်လည်းအဆင်မပြေပါဘူးကျွန်တော်အရှိရှိကျွန်တော်အရှိရှိရဆရာကြီးများ senior ဆရာများလည်းလုံးဝအဆင်မပြေခဲ့ပါဘူးဒီလိုပဲအဆင်မပြေတဲ့ကြားလုံးလုံးနဲ့အဆင်ပြေသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ပထမတစ်ခေါက်လေးလှုပ်ကြည့်လိုက်တာနဲ့ငါတို့အဆင်မပြေပါဘူးကွာဆိုပြီးတော့ပြစ်ထားလိုက်လို့ရှိရင်နောက်တော့ဘယ်တော့မှလည်းအဆင်ပြေမှာမဟုတ်ပါဘူးပထမတစ်ခေါက်အဆင်မပြေဒုတိယတစ်ခေါက်လှုပ်ကြည့်ပါဒီရက်ခေါက်ဆင်ပြေတော့တတိယတစ်ခေါက်လုပ်ကြည့်ပါတတိယတစ်ခေါက်မှဆင်ပြေတယ်ဆက်ရက်ခေါက်မှတော့အဆင်ပြေမှတေချာပါတယ်ဘယ်တော့မှပထမတစ်ခေါက်နဲ့အဆင်ပြေတဲ့လူတိတ်မရှိလာပါဘူး အဲ့တော့ကျွန်တော်တို့မိသည့် YouTuber တွေမဆိုသူတို့ပထမအဆုံးတင်ခဲ့တဲ့ဗီဒီယိုနဲ့အခုနောက်ဆုံးတင်ခဲ့တဲ့ဗီဒီယိုကြည့်လိုက်ပါလုံးဝကွာခြားသွားပါတယ်လုံနေနဲ့လုံနေနဲ့အထွေကြုံတွေရရတော့လဲအော်လုံနေနဲ့တိတိသွားတယ်တင်းတင်းလုံလုံနဲ့ဒီလိုပဲလုံတိသွားတာဖြစ်ပါတယ်ဘီသူမှကျွန်တော်ရဝုန်းနဲ့ထိုင်နေဆိုပြီးတန်တီပြီးတန်လုတ်တဲ့လူမရှိတာပါဘူးကဲဒီလောက်ဆိုမင်းစင်အားလုံးပဲ YouTube မှာဗီဒီယိုတင်ပြီးငွေရှာဖို့အတွက်အိုင်ဒီယာကောင်းလေးလေးရရှိသွားပြီလို့ထင်ပါတယ်ဒီဟာလေးကတော့အချက်20ပေါ့နော်အချက်20လေးတော့ကျွန်တော်ဒီမှာတင်ပြီးလိုက်တယ်အခုမှကျွန်တော်တို့ ယူရိုမှာဗီဒီယိုတင်ပြီးရငွေရှာခြင်းနဲ့မိတ်ဆွေများအတော့ကောကျွန်တော်စီမှာ basis basis ဆိုမဲ့ advantage ပါပါတယ်ကျွန်တော် YouTube ငွေရှာနေတင်တဲ့နေ့လည်းကျွန်တော်စီမှာရှိပါတယ်စိတ်ဝင်စားရင်ကျွန်တော် Viber ဖုန်းနံပါတ်လေးချပေးထားပါတယ် Telegram account တေကန်ကျွန်တော်မင်းစီမှာတေကန်ကောက်ရှိကျောင်းမှာလာချွမ်းလို့ရပါတယ်တေကန်ပယ်ရီခူရီမှာကျွန်တော်ဒီ fit to pay record video လေးတွေကိုတိတ်ကြီးချာချာလေးကိုမြန်မာလိုတေချာလေးရှင်းပြပေးထားပါတယ်နေရမိတ်ဆွေများများပါတယ်မတက်မှာလောကစစ်ပူဇာမလိုပါဘူးအသက်15နှစ်နေ68နှစ်အထိအကျတင်နန်းတင်နန်းတွေများကြီးရှိပါတယ်အရှင်မတွေများပါတယ်ကျောင်းသားလူငယ်တွေများပါတယ် ဒါကြောင့်ကျွန်တော်မိတ်ဆွေများလို့ပေါ့နော်အခုကျွန်တော်ပြောပြောလို့ပဲအဲ့အချက်လေးလေးလောက်ချင်တယ်အဲကိုကိုကိုတိုင်းလည်းလောက်ချင်တယ်ဘယ်နဲ့လို့မသိဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာတင်တင်းလာတက်လို့ရပါတယ်ကျွန်တော်တင်တင်းနဲ့ဆောင်းနေပါပဲဖုန်းနံပါတ်လည်းချပေးထားပါတယ်ဗျလာရောက်မြင်မြင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြီးတော့မှဆက်လက်တွေ့ပါအောင်မယ်မိတ်ဆွေအားလုံးပဲ YouTube ကဒေါ်လာငွေတွေအများကြီးရှာနေကြပါသေးဗျ